မင်္ဂလာပါရှင်မိချာရဲ့2000ဝက်တာဝါဟီတာလိုက်လေးပြပြပါမယ်ရှင်ပထမဆုံးကတော့ safety power ခလုတ်လေးဖြစ်ပါတယ်ဒီခလုတ်လေးဖွင့်နေဆိုမှအပေါ်ကခလုတ်တွေကလှုပ်လှုပ်မှဖြစ်ပါတယ်ရှင်ဆောင်းနေမိုင်းကိုလည်းရောက်တော့မှဆိုတော့အခန်းတွင်းမှာအနှွေးတက်လေးတွေရချင်းလိုပဲဖြစ်ဖြစ်အိမ်မှာရှိတဲ့လူကြီးမိဘတွေရဲ့ကျန်းမာရေးကို view ဆိုင်ချင်လိုပဲဖြစ်ဖြစ်အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်အပူချိန်ဒီဂရီစင်တီဂရိတ်ကိုလည်း22 24 26 28ဆိုပြီးတော့၄စင်ချိန်ကြီးနိုင်ပါတယ်ရှင်တိုင်မာကိုလည်း၈နာရီထိ၄စင်ပြောင်းလဲလို့ရပါတယ်ဒီဘက်က M ဆိုတဲ့ခလုတ်လေးကတော့အပူမုတ်တွေရွေးချယ်ရတဲ့ခလုတ်ဖြစ်ပါတယ်ရှင်အပူမုတ်မျိုးစား၄မျိုးပါပါတယ်နေထွေမုတ်မှာဆိုရင် ောင်းအပူချိန်အနေဆုံးနဲ့လှုပ်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်။သူကတော့လေတိုက်တလူလေးပဲဖြစ်ပါတယ်။အခန်းတွင်းလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်ရှင်။ temperature မုံမှာတော့ sound တွေမှာဆိုလို့ရှင်အခန်းတွင်းအပူချိန်ကိုလိုက်ပြီးတော့လှုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ဒီနေလုံးပုံသဏ္ဍာန် hot mode လေးကတော့ sound တွေအရန်အေးနေပြီဆိုလို့ရှင်ချက်ချင်းအနှွေးဓာတ်တွေပေးမှာဖြစ်ပါတယ်။သူကတော့အပူချိန်အများဆုံး mode ဖြစ်ပါတယ်။ watt အားလည်းအမြင့်ဆုံး2000 watt ဆွဲပါတယ်။နောက်တစ်မျိုးကတော့ one mode ဖြစ်ပါတယ်။ one mode ကတော့ sound တွင်းအစပိုင်းမှာနည်းနည်းအေးလာပြီဆိုတဲ့အချိန်မှာဖြန့်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်။သူကတော့ watt အား1400 watt ဆွဲပါတယ်ရှင်။ဇာကောင်းအလဲလေးကတော့80ဒီဂရီ သည်လှည့်လို့ရမှာဖြစ်ပါတယ်ရှင်။နောက်ထပ်အသုံးပြုလို့ရမယ့် function တွေကတော့တရုတ်စကားပြောနဲ့ AI voice assistant ရပါတယ်။ Mi Home app နဲ့လည်းချိတ်ဆက်လို့ရသလို Google Home နဲ့လည်းချိတ်ဆက်လို့ရပါတယ်ရှင်။ဈေးနှုန်းလေးကတော့2,800ကျပ်ဖြစ်ပါတယ်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Xiaomi ပစ္စည်းတွေတနေရာထဲမှာမျိုးစုံရနိုင်တဲ့မိတ်ဆွေတွေရဲ့ SC မှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးများ යි တင်ပါတယ်။